မင်္ဂလာရှိသောချိန်ခါလေးဖြစ်ပါစေဗျာဒီနေ့မှာတော့အပရိသတ်ကြီးတို့ကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရာလောကဖြစ်ရမယ်ဇလန်ကောင်းတဲ့တပုတ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ဗျာဇလန်လေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလန်လေးကိုအခုပဲစားလိုက်ကြရအောင်ပါຫນွေပောက်ပြီဆိုတော့ဒိုးတွေအေးအေးတို့လာလာတို့စီကိုတွားလေကြဆုံငလင်းရေအဖွားကထပြောတာဗျအေးဆိုတာကကျွန်တော်အမေကို ပြောတာပါကျွန်တော်ကမကင်မစီမှာ တမီ9ယောက်သားတယောက်ရှိဝင်းဝင်းမြမြလှလှမောမောအေးအေးတေးသေးဆိုပြီးတော့တမီတွေအစင်းလိုက်ရှိကျွန်တော်အမေနာမည်ကတော့အေးအေးလို့ခေါ်တယ်လှလှဆိုတာအမေအထက်ကအမပေါ့ဗျာအမေတို့ကကျုပ်ရှိမှပြောခဲ့တယ်လို့ပဲမျိုးချောင်းအနောက်ဘက်ကတစ်လောက်ွက်ထဲမှာနေကြတာမဟုတ်လားຫນွေပေါက်လို့ချောင်းချောင်းသွေးတွေဖြစ်သွားပြီဟေးဆိုရင်ကျုံနဲ့ဘွားနဲ့အမေတို့စီကိုသွားလေကြလိရှိတယ်ဗျအဲ့ဒါနဲ့အဖွားစောကိုနှုတ်ဆက်ပြီးတော့ဖားတို့ကနေစားစရာတောက်စရာတွေဝဲ အဖွားကလည်းအချောက်ချမ်းကလေးတွေကိုချက်ပြုတ်ကြောတော့ပြီးတော့ခရီးသွားဖို့ပြင်ဆင်ကြ အမေတို့ဘက်ကတော်တယ်ဆိုတော့ခေါင်းနေပြစားစရာတောက်စရာလေတောစာလောက်ပဲရှိမုတ်တို့ဘာလို့ဆိုတာသိရှားတယ်တစ်ကွက်ထဲမှာကြတော့ကျုပ်အကိုဝမ်းခွဲညီအကိုဝမ်းခွဲတွေလည်းရှိသေးတယ်အားလုံးပြင်ဆင်ထုတ်ပိုးပြီးတဲ့အခါကျတော့တစ်ကွက်ဘက်ကိုသွားတယ်တစ်တင်တဲ့ကားကြီးတွေနဲ့ကျုပ်တို့မြေးဖွားတွေလိုက်လာခဲ့ကြတယ်ရုံးမထဲမှာတစ်ထုတ်တဲ့လူတွေကမြို့ချောင်းအထိကိုစမ်းချောင်းကြီးအားနဲ့တစ်လုံးတွေခြာပြေးတယ်ဗျ မျိုးချောင်းကနေမှဖားတို့လမ်းတိုင်းတစ်ပြန်ထုတ်တာအဲ့ဒီကနေမှတစင်ပြင်ပုံကြီးပကိုးဒီတစ်တွေတဲကြတာပေါ့ဗျာဒါကြောင့်တေကားနဲ့လိုက်သွားရင်တစ်ကွက်ထိန်ထားတီတော့စိုက်စိုက်မြိုင်မြိုင်ရောက်နိုင်နေဗျတေကွက်ထဲသွားရင်လေပြောစရာကောင်းတာတခုရှိသေးတယ်ဗျအဲ့ဒါကတော့ကံကောင်းရင်စင်စီရနိုင်တာပဲတေကွက်ထိတ်ကပြန်တဲ့စင်နဲ့တွေ့ရင်စင်ဦးစီးကိုမဟုတ်ဘိုးပေးပြီးတော့စင်လိုက်စီးလို့ရစင်မှာတစ်ဆွဲစင်ဆိုတာရှိသလိုတစ်ဆွဲဖို့အရွယ်မရောက်သေးတဲ့စင်တစ်ဆွဲပြီးတော့အသက်ရမ်းကြီးသွားတဲ့စင်တွေကို ပစ္စည်းတွေတဲ့ဆင်းရဲဖြစ်သုံးတယ်လို့အဖွားကတော့ပြောမှုတာပဲအဲကျိုးတို့ကတော့တေဆွဲဆွဲမဆွဲဆွဲဆင်းစည်းရတယ်ဆိုရင်ပြောနေတော့တာပဲဗျာတိကွက်ထဲမှာကအဖေနာမည်ကိုလူတွေတိတ်မသိကြအမေနာမည်ပြောလိုက်ရင်အားလုံးသိတိဆိုအမေကဈေးတွေပါတွေကြောင်းအကျွေးတွေပါတွေပေးတာဗျအဲကံမကောင်းတဲ့ခါကျရင်တော့ကျွဲလဲကြီးတွေစီးရတယ်ကျိုးတို့ကလှဲစီးနေကြဆိုတော့လှဲတော့တိတ်မစီးချင်ဘူးပေါ့ဗျဒီတစ်ခေါက်သွားတော့ကံကောင်းနေပြောရမယ်တိကွက်ထဲသွားဖို့လို့မှာကျွန်တော်ဘာကြီးနဲ့တွေ့ ဘိုင်းနာမည်ကဥပေါကျိုင်းနဲ့လူကောင်းခတ်ထွားထွားပဲသူကဆင်ဦးစီကျွန်တော်ကြီးတော့ဒေါ်လာရဲ့ယောက်ျားပေါ့ဗျာဘိုင်းကစကမ်းမှာဆင်တွေကိုလေ့ကျင့်ပေးရတယ်လူလို့ပြောတယ်အခုလေဈေးလာဝေးတာတဲ့သူ့ဆင်တဲ့ကျောက်တုတ်ကိုတေစကန်းတီခေါ်သွားတယ်ဆင်ကြီးစီရတာတက်လုံးလုံးနဲ့ပျော်စရာသိတ်ကောင်းတာဗျလူတွေအားလုံးရဲ့ပေါ်စီကသွားရတာဆိုတော့နည်းနည်းတော့စိတ်ကြီးဝင်သွားမိဆင်ဆိုတဲ့ကောင်ကလေသွားတာလာတာတိတ်ရင်သားတွေဗျဘိုင်းတို့ထိန်ချောင်းထားတာလည်းပါမှာပေါ့ လမ်းမှာလူနေမလွတ်နိုင်နဲ့တေကိုင်းတွေပါတွင်နမောင်းနေချိုးဖဲပြက်လိုက်တယ်။စင်ကြီးကတငိမ့်ငိမ့်နေသွားတယ်ဆိုပေမဲ့လေသူ့တလန်းတလန်းကလူစေလန်းလောက်ရှိတော့တနေရကနေတနေရကိုခဏလေးရောက်တာပဲဗျ။အေဘိုင်းပြောတာကစင်ကတမင်အနှေးသွားနေလို့တဲ့။စင်ကိုခက်မြက်မြက်ပြေးခိုင်းရင်ဆိုင်ကယ်စီရတလောက်ကိုမြန်နေဆိုပဲဗျ။အကျိုးကတော့အဲ့ဒီအမြန်ကြီးမစည်းချင်းမတော်လို့ပြုတ်ကြရင်စင်နှင်းခံရပြီးတော့ပြချက်သွားမှာမဟုတ်လားဗျ။တေးခွက်ထဲရောက်တော့အမေတို့ကြီးတော်တို့ကနှုတ်ဆက်ကြ။အကျိုးတို့လည်းတိတ်ပြောတာပေါ့ဗျာ။ ဖားတို့မှလည်းမြောက်ရှုံးအောင်စော့ရည်ဆိုပေမဲ့ဒီရောက်တော့ပို့ပြီးတော့စော့ကြတာပဲတေစကန်းမှာကျုပ်တို့ဝမ်းခွဲညီကိုတွေလည်းရှိဒေါ်လာရဲ့ကြီးဆုံးသားကပိုးစော်လို့ခေါ်တယ်ဗျအဲသူက အသက်9နှစ်ကျော်လောက်ရှိဒေါ်လာရဲ့ဒုတိယသားကတော့ပိုင်ပိုင်နဲ့သူကတော့ကျုပ်ထဲတနေလားငယ်တေစကန်းထဲမှာတော့ကျုံနဲ့ပိုင်ပိုင်နဲ့တွဲဖြစ်တာများတေစကန်းထဲမှာတန်းရလိုမျိုးတဲကလေးတွေကိုစောက်ထားတယ်အဲဒီထဲမှာဝန်ထမ်းတွေစုနေကြအဖွားကတော့သူ့သမီးတွေနဲ့စကားတွေဖောင်းဖွဲ့ပြောနေကြတာပေါ့အဲကျုပ်တို့ကတော့စကန်းထဲကကလေးတွေနဲ့ တဲလေးတွေရှိနာကတဲခွင်းလေးမှာစော့ကြ။သုံးလေးရဲ့ကြတော့စော့ရတာပြင်းသွားပြီဗျ။အဲ့ဒီအခါမှာတောလေဖို့လှုပ်ကြ။ကျုပ်ကိုဖိုးစော်ဆိုတာတောသိပ်ကျွမ်းနေစုပဲဗျ။မိုးဆိုးပညာလေးတော်တော်တက်တယ်။ตาအကြီးဆုံးဆိုတော့လေအာကိုရရစုပါတော့။ကိုဖိုးစော်ကကြက်ထောင်ငှက်ထောင်တိတ်ခိုင်းထောင်နေ။တခါတလေဆိုရင်သူ့ထောင်ချောင်းမှာခြေတွေတမင်တွေဖမ်းမိ။အဲကျုပ်တို့ရောက်ပြီးတော့နေရမြောက်တဲ့နေ့ကြတော့တမင်တကောင်ထမ်းချလာတာဗျ။တမင်မတန်းလို့တော့ပြောတယ်။အရွေးကတော့ခွေးထန်နေနေပဲကြီး။ သူတို့အတွက်တော့ဘာမှသိမထူးကြပါ့မယ်ကျုပ်တို့မြေဘွားကတော့တမင်သားနဲ့ထမင်းစားရတာပေါ့ဗျပြောမဲ့သာပြောတာဗျကျုပ်ဘွားကဟင်းချက်သိကောင်းအမေတို့ဒေါ်လေးတို့ကအဘွားလောက်ဟင်းချက်မကောင်းတချံနေနေတဲ့ဒေါ်သေးသေးတောင်မှအဘွားလောက်ဟင်းချက်မကောင်းဘူးဗျအမေတို့တွေဟင်းချက်ရင်စားလို့ရရုံချက်တာအဘွားကတော့အဲ့လိုမဟုတ်ဘူးဘဲရကိုဘယ်လိုနည်းနဲ့ဘယ်လိုချက်ရင်စားလို့ကောင်းတယ်ဆိုတာသိဒါကြောင့်အဘွားချက်ရင်စားကောင်းတာဗျတမင်သားနုနုကိုအဖွားကစီပြန်လိမ့်လိမ့်ကလေးချက်ပေးတာဆိုတော့စားလို့ကောင်းလိုက်တာပြောမနေပါနဲ့ဗျာ အမဲသားဝတ်သားနဲ့ဘာမှကိုဆိုင်မှုပြကိုဖိုးစောတမင်ကြီးရလာတော့ကျုပ်လဲတော်လိုက်တာကိုစိတ်ဝင်စားသွားတယ်ဒါနဲ့နောက်တနေ့တော်လိုက်ဖို့အဖွားကိုခွင်တောင်းတာပို့ဒေါ်လာကတော့နင်းကိုဖိုးစောခေါ်သွားတယ်အဖွားကလည်းဖိုးစောပိုင်းခွင့်ပြုတယ်ဆိုပဲပြကိုဖိုးစောကတကယ်လေအားကိုးရတဲ့လူပဲလူကပိန်ပိန်ပါပါပဲဒါပေမဲ့သူ့တကူလုံးမှာအစီမရှိဘဲနဲ့ကြွက်သားတွေအမြောင်မြောင်ထနေဘိုင်းမှာအကွက်တွေထပြီးတော့ကြစ်လို့ပြအဲကျုပ်တို့ငယ်ငယ်တုန်းကတော့အဲ့ဒီလူအကွက်ကို6000ကွက်လို့ခေါ်တယ် အခုနောက်ပိုင်းမှာတော့စစ်ဘက်တွေပါနေနားနေတာဟုကိုဖိုးစောကတောလဲပြီးတော့ဟိုဟာဖန်ဒီယာဖန်ဖန်ပြီးဒေါ်လာကအသားတွေပါတွေဆိုရင်ဖြုတ်ပြီးတော့ပြန်ရောင်းတာပေါ့ကိုဖိုးစောတော်တဲ့သွားမယ်ဆိုရင်လက်ဗလာနဲ့ပြန်လာရတယ်လို့မရှိဘူးဗျအခုအသက်ကြီးသွားတော့ကိုဖိုးစောဟာအာကုသူနဲ့အကျိုးပေးမှတည်သွားတယ်နောက်နေ့တော့ကိုဖိုးစောကကျုံနဲ့ပိုင်ပိုင်နဲ့ကိုတောအုပ်ထဲကစမ်းချောင်းလေးတစ်ခုစီကိုခေါ်သွားတာဗျပဇွန်ဖမ်းမလို့တယ်ဗျအကျိုးချဖို့တာကတော့ပဇွန်ဆိုတာကန့်တွေအိုင်တွေပဲရှိတာပါဒီလိုတော်ထဲမှာရှိပါမလားပေါ့ ကိုဘိုးစော်ကအကျုံးတို့ကိုစမ်းချောင်းလေးရဲ့အထက်ဖက်စီကိုခေါ်သွားတာသူပြောတာအဲ့ဒီမှာကြောက်ပစုံတွေရှိတယ်တဲ့စမ်းချောင်းအထက်ဖက်မှာချောင်းကကျင်းသွားပြီးတော့ရေကလည်းခြေတလုံးလောက်ရှိတော့တာတောင်ကြာချောင်းဆိုတော့ကြောက်တုံးတွေကြောက်ထက်တွေတအားပေါ်တယ်ကိုဘိုးစော်ကအရှိကနေသွားနေရင်းနဲ့ကိုကိုကိုင်းပြီးတော့ကြောက်တုံးအောက်တစ်ခုတည်းကိုလက်လိုက်ပြီးတော့စမ်းကြည့်စမ်းပြီးတော့လက်ကိုပြန်ထုတ်လိုက်တော့သူ့လက်ထဲမှာပဇွန်တစ်ကောင်ပါလာတယ်ဗျ။ကြောက်ပဇွန်ဆိုတာဒါကိုပြောတာဗျ။ ဘဇွန်ကလက်တက်မိုက်လောက်ရှိမယ်ထင်တာပဲဘဇွန်မှာလက်မတွေပေါက်နေတာဗျအဲ့ဒီဘဇွန်တွေဖမ်းပြီးတော့ပန်းလိုင်းလေးတွေကိုထည့်တာပေါ့ဗျအဲကျုပ်တို့ကိုလေလိုက်ဖမ်းခိုင်းတယ်ကျုပ်တို့ဖမ်းတာအသိမမိပေါ့လက်ကိုမြင်တာနဲ့ဘဇွန်ကတန့်ပြေးတာပဲကိုပုစောကတော့ဘဇွန်တကောင်တစ်ချက်ပဲဖမ်းတာဗျဘဇွန်50သားလောက်ရောက်တော့မှတော်ပြီဆိုပြီးတော့ဟိုးအထက်ဘက်ကိုဆက်တက်ခဲ့ကြစမ်းကြောင်းအထက်မှာရေကန်ကြီးတကန်ဖြစ်နေအဲ့ဒီရေကန်မှာငားထိုင်များကြပါယောငားလောက်ကတော့ကျုပ်လေများတတ်ပါမိုးရင်းရေကြီးလို့ကျုပ်တို့အိမ်နောက်ဖေး လဲလံဘေးကိုရေချမ်းပြီးဆိုရင်တော့အဲ့ဒီမှာငါးထိုင်များနေကြပြောရရင်တော့ကျုပ်လေးငါးများတာနဲ့တိတ်ဆိတ်နေလို့မဟုတ်ဘူးပေါ့ဒါပေမဲ့ဗျာအခုငါးဖန်းတော့ကိုဖိုးစော်ကြီးတကောင်ပြီးတော့တကောင်မိရပြီကျုပ်တကောင်မိတဲ့အချိန်မှာကိုဖိုးစော်ကလင်းငါးကောင်တော့မိနေအဲ့တခါတလေကိုဖိုးစော်ကငါးကောင်သေးတာလေးတွေပါလာလို့ဂျိတ်ကနေပြန်ဖြုတ်ပြီးတော့လွတ်လွတ်ပြေးနေသေးတာဗျအဲ့ဒီတော့မှကိုဖိုးစော်ကိုလက်လံသွားတာပဲအဖွားပြောသလိုအကုသို့နဲ့အကျိုးပေးတယ်ဆိုတာတကယ်ဟုတ်တယ်ဗျညနေမိုးနေနေချုံမှာကျုပ်တို့ပြန်လာခဲ့ကြ နေဝင်သားတာနဲ့တောဦးကြီးကကြောက်စရာကောင်းလိုက်တာကျုပ်ပြေကိုဘိုးစော်နာကိုတိုးကပ်ထားရတယ်ဟာငလင်းမင်းကဘာဖြစ်တာလဲကွာတရေကြောက်လို့ဗျဟိုအချိန်ကလည်းဟိုနေရိုင်းအတွင်းချိန်ကြီးတော့အဖားကပြောမှုတယ်ဗျနေရိုင်းအတွင်းချိန်မှာတရေတစီလှုပ်ရှားပြော့မြူးချတယ်လေဗျမင်းကတော့ပေါက်ခရီးပြောရမယ်ကွာဒီမှာငလင်းတရေဆိုတာတကယ်မရှိပါဘူးကွာဟာဗျာအကျုံမြူးမြူးပါလေဆို့ အပူတွေပါငလင်းရတရေတစီစုံဖို့ကလေးဆိုတာလူတွေကိုထိတ်လန့်အောင်လို့တမင်၆လံပြောဆိုတဲ့ຢာတွေကတကယ်မရှိဘူးကွာအတကယ်သာရှိမဲဆိုရင်ငါနဲ့တွေ့ဖို့ရမှာပေါ့ကွာငါဆိုရင်မင်းပြောတဲ့တရေတွေတပတ်ကြီးတွေကိုမြင်ချင်းလို့ညာကြီးသကောင်တော်တယောက်တည်းရှောက်သွားနေတာကွာတောချမ်းပါတယ်ဆိုတဲ့နေရာတွေမြေချမ်းပါတယ်ဆိုတဲ့နေရာတွေတော့ငါတယောက်တည်းအချိန်မတော်သွားလာနေတာပဲဘာမှကိုမတွေ့ဘူးပေါ့ကွာဟာကျုပ်ကတော့တကယ်မြင်ဘူးတယ်ကိုဘိုးစော်ရသွားစမ်းပါကွာ ။ဟေ့။အဲ့ဒါမင်းစိတ်ကထင်းလို့ပြောတာပါကွာ။တောကောင်ကြီးကတခါပြောမှုတယ်။ကြောက်တတ်တဲ့လူတွေဟာအမြင်တွေအတန်တွေကိုထင်းအောင်ထင်းမှကြားရတယ်တဲ့ကွာ။အဲ့ဒါတကယ်တည်းချောက်တာမဟုတ်ဘူး။သူတို့စိတ်ကသူတို့ကိုပြန်ချောက်နေတာကွာ။ဘာမှမကြောက်စမ်းမှနေကွာ။ကိုဖိုးစောကတောဘက်ကိုလှည့်လိုက်ပြီ။ဟေ့။ဒီတော့ထဲမှာတရေတွေရှိတယ်ဆိုရင်ထွက်လာခဲ့ကြလေကွာ။ထွက်လာပြီးတော့ငါ့ကိုပြကြလေ။ငါ့ကိုလာချောက်ကြလေကွာ။ ကိုဘိုးစော်လို့ရက်ကကြောက်စရာကြီးဗျ။ဟိုဒါပေမဲ့တောအုပ်ထဲကဘာတည်းမှထွက်မလာတဲ့ပြင်ဘာမှကိုဖြစ်မလာဘူး။ကိုဘိုးစော်ကရီကျဲကျဲလုံနေ။တွေ့ရမဟုတ်လားကွ။တရေရှင်ထွက်လာရမှာပေါ့အခုဘာမှထွက်မလာဘူးမဟုတ်လားကျုပ်ပြေကိုဘိုးစော်နေဘာမှကိုပြန်မပြောချင်တော့ကိုဘိုးစော်ကတရေတကယ်မရှိဘူးလို့ယုံနေပုံပဲဗျရွာကဥစဉ်ပြောဘူးတလို့လူချမ်းရင်နှက်ချမ်းမခံနိုင်ဘူးဆိုတာဒါမျိုးကိုပြောတာဖြစ်မယ်ထင်နေဗျအဲ့ဒီညတော့ကျုပ်တို့တွေဖမ်းလာတယ်ငားလေးတွေကိုအိုးကက်ချက်တယ် စုံလေးတွေကိုတော့ငပ်ပြီးချက်ချက်ပြီးတော့တောတရတီနဲ့တို့စားကြတာစားလို့မိန်လိုက်တာဗျတောတရတီဆိုတာအလုံးခတ်သေးသေးကလေးတွေဗျလမ်းမလောက်ပဲရှိမယ်ထင်တယ်ဟိုကြီးသွားရင်တော့အထဲမှာအစီအပြည့်ဖြစ်သွားလို့စားစရာသားမရှိဘူးလေဗျအတီးကင်းရောက်တဲ့အချိန်မှာပဲစားရတာစိုင်းသီးလို့ပဲကျွတ်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 မွေးမွေးကလေးဗျအပွားချက်တဲ့ပစုံငပ်ပြီးချက်ကလည်းရှဲဆိုတော့ကျုပ်ပြေစားစားနဲ့စားလိုက်တာထမင်းသုံးမကန်တော့ကိုုတ်သွားကိုဖိုးစော်ကပကံလေးကပစုံကောင်းတွေကိုကျုပ်ကိုခတ်ထည့်ပေးရင် စားစားငလိဒိုးဘက်မှာကဓာရီခဏခဏစားရတယ်ကွကြောက်ပစုံကအသားခက်မှမှာဗျချိုတာကတော့ကျုပ်တို့စားနေကြပစုံတွေတက်တော်တော်ကိုချိုတာပဲကျုပ်လည်းခေါင်းမဖော်နိုင်အောင်စားနေမိကိုဘိုးစော်ကကျုပ်ကိုအားရပါရစားတာကိုကြည့်ပြီးတော့ကျဉ်နဲ့နေတာဗျအာကိုဘိုးစော်အကျုပ်ကိုကြီးထည့်ကျွေးနေကိုဘိုးစော်လည်းစားအောင်နေဗျစားပါကွာငါဘလောက်ကောင်းကောင်းတပကံပဲစားတာကွာအဝမ်းကောင်းချိန်မှာစိုးလို့ဟေ့သူပြောတာကကျုပ်နားမလည် အဲကျိုးတို့ကတော့စားမကောင်းရင်တပကံစားကောင်းရင်တော့သုံးမကံပဲကိုဘိုးစော်ကဒေါ်လာကိုကျင်းနေမေဟိုဒီချိန်ဖိုးကောင်ကုန်းမှာငှက်တွေပိုးနေလောက်ပြေဗျအဲမနေ့ပြန်မနေ့စောစောငလင်းတို့အတွက်ငှက်သွားထောင်ပေးမယ်စိတ်ကူးတယ်အေးကောင်းသားပဲခါလေးဂျူးလေးရရင်လေသူတို့မြေးဖွားကိုကြော်ကျွေးရတာပေါ့အေးဟျောင်းကလေးမင်းငါနဲ့လိုက်မလားကွအတွေးကြုံရတာပေါ့ကွလိုက်မှာပေါ့ဗျာမနေ့ခင်ကျုပ်ကိုလောင်နှုတ်တော့ကိုဖိုးစော် ဒေါ်လာကထမင်းစားနေရင်ကငှက်ထောင်းရင်လေတခြားငှက်တွေသာထောင်းစမ်းမဟေးရောင်ရင်ငှက်ကိုတော့မလုတ်ပါနဲ့ဟိုကျုပ်တော်ထူစမ်းသွားတယ်ဟိုရောင်ရင်ငှက်ကဘာဖြစ်လို့လဲတော်ကြီးရောင်ရင်ငှက်တွေဆိုတာတိတ်တိတ်စားရှိတာကွယ်ငလင်းရဲ့အဖိုးတင်းရင်အမကလိုက်ပြီးတော့တက်သေးတယ်လို့အမတင်းရင်လေအဖိုးကတက်သေးတက်တယ်အဲပြီးတော့ရောင်ရင်ငှက်တွေဆိုတာသူတို့ကိုရံပြူတဲ့လူတွေကိုချိန်စာတိုက်တက်တယ်ဆိုပဲ ရောင်ရင်ငှက်ကျိန်စားသိရင်တေရောပဲတဲ့မဟုတ်တာမေယာဘာတွေလျှောက်ပြောနေတာလဲဗျအဲ့ဒါတွေကခင်မမီတော့ဘယ်နဲ့ရှင်ဟောင်းအတွေးခေါ်တွေပါဗျဒါတွေတကယ်မရှိပါဘူးအမလေးငစောရေတောစီတောင်စီလူစီဘလူးစီဆိုတာရှိတယ်ဟဲ့မျက်စိနဲ့မမြင်နိုင်မယုံကြည်လို့မရဘူးတော်ပါဗျာအမေရဲ့ပုတ်တက်ကရအယူဆတွေကိုအမေပဲကြုံနေတော့ခက်တော့တာပဲငစောရေ နင်းအဲ့ဒီတောခွန်ကြီးနဲ့တတိထားပေါင်းဟဲ့ကိုလူကကုမျိုးနဲ့လိုလိုဆိုရှယ်လစ်လိုလိုနဲ့ရုပ်ဝါဒီတမားကြီးဟဲ့ဒီလူကြီးဟောတဲ့တရားတွေနင်းနားကြီးဝါနေတာမဟုတ်လားအသူတို့ပြောတာအမှန်တွေအမေရတရေတစီဆုံးကဝေတွေအမေပြောနေတဲ့ကျင်းစာတွေဆိုတာလူတွေကြောက်အောင်တမင်ချောင်းလန့်ပြောဆိုတဲ့ယာရီအမေရရောင်ရင်ငှက်လေငှက်ပဲကျုပ်တို့လိုအသွင်းနဲ့ကိုအသားနဲ့ကိုပဲတန့်ရင်တရားပဲလေငါစောငါစော နင်ဟာလီအသက်လေးရနေနေရလာတော့ငါစကားကိုတော့နားမထောင်ခြင်းတော့ဘူးပေါ့နင်ငါစကားနားမထောင်ရင်တနေ့ဒုက္ခရောက်လိမ့်မယ်ဟဲ့သိရလားအမေအဲ့လိုလေကျုပ်ကိုကြိမ်တော့မှကျုပ်ကဒုက္ခရောက်မှာပဲသိလားကိုပိုးစောကထမင်းပကံဆွဲပြီးတော့အိမ်တော်ပြေးကိုထသွားတော့အခုတော့ထမင်းဝိုင်းကနေအယူစားတစ်ခုကြောင်းရံဝိုင်းဖြစ်သွားတာပေါ့ဗျအဲ့ဒါလာကြည့်ပါတော့အမေရဲ့အမေအမိကငငယ်တုန်းကတိတ်လိမ့်မှာတလား အခုကြီးကောင်ဝင်လာတော့ကြည်ကံကံဖြစ်လာတယ်အမေရဲ့စိတ်ထိမှဝင်ရဲ့လူကြီးနဲ့လူငယ်ဆိုတာဒီလိုပဲအမြင်တွေ ကွာကြတယ်သူတို့ကတိုးတက်တဲ့ခေတ်ကလူတွေဆိုတော့ပိုဆိုတာပေါ့တမီးရဲ့အဖွားကနှစ်သိမ့်ပေးရှာတယ်ဗျအကျုပ်ကတော့အမေအိမ်ပြန်ရောက်တယ်ဆိုပေမဲ့လေအဖွားနဲ့ပဲအိတ်တာဗျအဖေနဲ့ဘာကြီးကတော့ဒီနောက်တန်းစကန်မှာတိတ်မနေဘူးဗျသူတို့အခေါ်အရတော့ဒီစကန်ကိုနောက်တန်းစကန်လို့ခေါ်တယ်တိတကယ်ခိုးတဲ့နေရာတွေကိုတော့ရှေ့တန်းစကန်လို့ခေါ်ကြတယ် ။ညာ ਈ တော့ကျုပ်အဖွားပေးမှာအိတ်နေရင်အဖွားကိုလေးတန်းတိုးတိုးလေးနဲ့မေးကြည့်။အဖွားဟိုကိုဖိုးစော်ပြောတာတကယ်ပဲလားဗျ။ဟိုတရက်တစီဆိုတာတကယ်မရှိဘူးလားယင်။ငါမကြီးကမယုံဘူးလား။ဟိုတားတော့ယုံနေအဖွားရဲ့။အဖွားစော့ပြဘူးလို့တပတ်ကြီးတို့တရက်ကြီးတို့တခါမြင်ဘူးလေ။တားယုံနေဆိုရင်လေယုံလိုက်ပေါ်တားရဲ့။သူများယုံတာမယုံတာသူ့အပိုင်းပေါ့။သွားညင်းရဲ့အလကားရံဖြစ်တာပဲဖတ်တင်မေးကွ။ခဲခဲခဲအဲ့တော့ မနေ့ကျရင်လေဖိုးစုံနဲ့ငှက်ထောင်လိုက်သွားရမယ်မဟုတ်လားကျုပ်လေးမုံမုံနေအိတ်ချလိုက်တော့မနေ့လင်းတော့အဖွားကကျုပ်ကိုနှိုးရေပြမိုးတောင်ကောင်းကောင်းမလင်းချင်သေးပါကိုဖိုးစောကငှက်ထောင်သွားဖို့အသင်ဖြစ်နေပြီပြဟိုစောလိုက်တာကိုဖိုးစောရနှက်ဆိုတာစောစောစာရှာထွက်တယ်ကွာဒီကျက်နောက်ကျရင်ဖမ်းမိဖို့မလွယ်ဘူးကွာကိုဖိုးစောကပိုက်တွေလွေထားတယ်ကျုပ်လေးမျက်နှာအသေးပြီးတော့သူနဲ့အတူလိုက်လာခဲ့ကြပိုင်ပိုင်ကတော့မနှိုးလို့သူ့ကိုမခေါ်ဘဲနေထားခဲ့တယ်ပြ မနဲ့လင်းပြီဆိုပေမဲ့နေမထွက်သေးတော့ခက်မောက်မောင်းပဲဖိုးခေါင်ကုန်းဆိုတာတိတ်မဝေးဘူးပြောတယ်အဲ့ဒီနေရာကိုသွားနေရင်လေလမ်းမှာငှက်ပေါင်းစုံတွေ့တယ်ပြငှက်တွေမှာအရွယ်ဆုံးစိုက်ဆုံးပဲကိုဖိုးစော်ကတော့ငှက်တွေကိုလက်ညှိုးထိုးပြီးတော့အဲ့ဒါဘာငှက်အဲ့ဒါဘာငှက်กว่าဆိုပြီးတော့ပြောပြနေအဲ့ကျုပ်ကတော့စိတ်ဝင်စားနိုင်မှုပြအေးရင်မောကတော့လူကညီးစီစီနဲ့ဒီလိုမှန်းသိရင်ငှက်တော်မလိုက်ပဲနဲ့အိမ်မှာပဲအိတ်နေခဲ့ပါဖိုးခေါင်ကုန်းဆိုတာဂုံးကမှုလေးတစ်ခုပြတိပင်းကြီးတွေတော်တော်များများရှိ တိပင်ကြီးတွေဘလောက်တောင်မြင်တယ်လဲဆိုရင်လဲတမို့မို့မော့ကြီးရကိုဖိုးစော်ကတော့တကွက်ကွက်နဲ့အတန်ကြီးကြလို့နားစွန့်ထောင်လိုက်ဟာမလင်းအဲ့ဒါရောင်ရင်ငှက်တံပဲကွတန်တော့ဟောဝေရှိကထောက်ချက်ပင်ကြီးပေါ်မှာဟိုအတိုက်လုထားပုံရတယ်ကွရောင်ရင်ငှက်ဦးကတိတ်စိတ်နာကွမင်းကိုစားဘူးစေချင်တယ်ကွာဟာဖြစ်ပါမလားကိုဖိုးစော်ရဟိုရောင်ရင်ငှက်ကိုဖမ်းရင်ကျိုးတော့ကိုချိန်စာတိုက်နေပါဦးမေဗျအပူလေးပါကွာရောင်ရင်ငှက်ဖမ်းရင်တော့ တည်တတ်တယ်ဆိုတာအလကားပြောတာကွာငှက်ဟိုစားလို့ဒါတည်ရမယ်ဆိုရင်ငါတည်တာကြဘောကွာဟင်ဟိုကိုဖိုးစော်ကဟိုကျောင်းရင်ငှက်ဟိုကိုစားဘူးလို့လားဗျစားဘူးပါကွာငါကိုဦးကြီးရန်အောင်လို့ခေါ်တဲ့လူကြီးရှိစင်ကငါကိုဦးကြီးရန်အောင်လို့ခေါ်တဲ့လူကြီးရှိတုံးကတက်လိုက်ပြီးတော့ကြွေးဘူးတယ်ကွာစိတ်လိုက်တာတော့ကွာကြောက်ဘဲဦးရှုံနေကွာဖော်ဦးလောက်နင်းနေကိုစိတ်နာကွာဟိုဦးညောင်ကြီးရှိစင်တုံးကတော့ ဟိုဒီလူကြီးကအခုမရှိတော့ဘူးလားဟိုမရှိတော့ဘူးကွာတေသွားတာကြာပြီဟင်ဟိုဒါဆိုရင်ဟိုရောင်းရင်ငှက်ကျင်စာမိသွားတာများလားမဟုတ်ပါဘူးကွာစေမှုပြောတာကတော့ငှက်ပြားဖို့ခေါင်းထဲရောက်သွားတာလေကွာကိုဖိုးစော်ကဒါလို့မရပါဘူးဗျသူကယုံမှမယုံတာပဲကိုကျိုးတို့နေအောင်ထောက်ချက်မင်းကြီးနာကိုတက်လာခဲ့ကြအပင်ကြီးကမြင်းလိုက်တာမှာမိုးထုနေတာပဲအဲကျုံတို့အကြိတ်ခဲကြည့်နေတော့ငှက်ဝါဝါကြီးတကောင်ကဝုန်းကနေပြန်ထွက်သွားတယ် ။ရောင်ရင်ငှက်ဆိုတာတော်တော်ကြီးကြီးပဲ။အဲ့ဒီငှက်ကြီးလွန်သွားတော့မှကိုဘိုးဇော်ကတိပင်းပေါ်ကိုကုတ်ဖက်တက်တယ်။ကိုဘိုးဇော်ကတိပင်းတက်တာလည်းမြန်နေပြန်။အကျုပ်လည်းတိပင်းတွေတက်ဖူးပါလေ။ဒါပေမဲ့ဒီလောက်ပင်စင်ကြီးတယ်တိပင်းမျိုးဆိုရင်တော့တက်ရတော့အခက်ခဲရှိနိုင်တယ်။ကိုဘိုးဇော်ကဒီလိုမဟုတ်ဘူးပြန်။ပစိုးဆက်လွယ်တိုင်းပြီးတော့တက်သွားတာများ။မြောက်ကြီးကျနေတာပဲ။ခိုးအပင်ထိတ်မှငှက်တိုင်ရှိတယ်ပြောတယ်ပြန်။ဒါပေမဲ့အကျုပ်ကလက်မမြင်ရအောင်။ကိုဘိုးဇော်ငှက်ဥတွေနိုင်နေတော့ရောင်ရင်ငှက်ကြီးတစ်ခေါင်ကပြန်လာတယ်။ ကိုဘိုးစော်ကိုမြင်တော့အတန်အော်အော်ကြီးနေအော်ပါလေရောကိုဘိုးစော်လေးအတောင်နဲ့ပုတ်ချရိုက်ချတယ်ကိုဘိုးစော်ကငှက်ဥတွေကို ပစိုးဆလွယ်တိုင်းနဲ့ထည့်ပြီးတော့ရောင်ရင်ငှက်ကိုလက်နဲ့ပြန်ပုတ်ရောင်ရင်ငှက်ကကိုဘိုးစော်ကိုတိုက်တော့တိုက်ကိုဘိုးစော်ကလည်းတအားရိုက်ချတော့တဖြည်းဖြည်းနဲ့အနောက်ကိုပြန်ဆုပ်သွားတယ်ကိုဘိုးစော်ကတိပင်းဘော်ကနေဆင်းချလာငှက်ကြီးကမလက်မကန့်ကနေလိုက်လို့ဗျအဲကျုပ်လေးအောက်ကနေလေးကွားနဲ့လန့်ပြစ် မြေအီနာရောက်တော့ငှက်ကြီးကဆင်းလိုက်မလာတော့ပဲနဲ့အတန်အော်ကြီးနဲ့အော်ရင်းနေကောင်းငယ်မှာပြန်ဝဲနေငှက်ဦးကတော်တော်ကြီးကြီးဗျနှလုံးမရှိကျုပ်တို့တွေဝါချုံတွေကိုအကာအကွယ်ပြုပြီးတော့ဖိုးကောင်ကုံပေါ်ကနေပြန်ဆင်းလာခဲ့စောစောကငှက်ကြီးကတော့ကောင်းငယ်မှာတစားစားအော်လို့ကိုဖိုးစောကတော့ပြောနေပေမဲ့ကျုပ်ကတော့မပြောနိုင်ဘူးငှက်ကြီးကိုကြည့်ရင်းနေစိတ်ထဲတနာလာမိငှက်ဦးဆိုတာတစ်ချိန်ကြာရင်တော့ငှက်ကောင်ပေါက်လာတာသမီးဖြစ်တဲ့လူအခိုးခံရတာဆိုတော့မိခင်ကပဲစိတ်ကောင်းပါ အဲကျုပ်တို့လောက်တာဟုတ်မဟုတ်ရလားဆိုပြီးတော့ကျုပ်ပြေစိတ်ထဲတွေးရဖြစ်နေမိဒေါ်တဏီယာရောက်တော့မှကိုဘွဆော်ကရက်လိုက်ကဲဟောဒီငှက်ဥကိုအိမ်ပြန်ယူသွားရင်အမေကပွားစီပွားစီလုံးအောင်မှာကွာဟောဒီတော့ငါတို့ဒီနားနေဖုတ်စားကြရအောင်ကွာကိုဘွဆော်ကမြေကြီးတူးပြီးတော့ဒီဥနှလုံးကိုဖို့လိုက်တယ်ဗျတိတ်နန်းနဲ့ကြီးတူးတာတော့မဟုတ်ဘူးပြီးတော့တေရွှဲ၆တွေတေကန်း၆တွေစုပြီးတော့အပေါ်မှာမီးပုံလိုက်မီးပုံပုံပြီးတော့မိနစ်၃၀လောက်ကြာတော့ကိုဘွဆော်ကမီးပုံကိုဖြတ်လိုက် ငါးမိနစ်ဆယ်မိနစ်လောက်ထပ်ပြီးတော့မိဖို့အောက်ကမြေကြီးကိုတူးလိုက်တဲ့အခါမှာဥရေပြန်ပေါ်လာကိုဘိုးစော်ကဥပပူကြီးကိုပစိုးနဲ့ဆုပ်ခံပြီးတော့အခုံခွာတယ်။ဥကအထဲမှာဝါဝါကြီးကျုပ်ကလည်းတူထိုးပြီးရွှေငလင်းရောင်စားဘူးလေရောင်စားစမ်းကွာကျုပ်ဟိုကျုပ်မစားချင်ဘူးကိုဘိုးစော်ဟာဘာလို့လဲကွာမတည်ဘူးဗျာဟိုကျုပ်မစားချင်တော့မင်းကတော်တော်ကြောက်တတ်တဲ့ကောင်မင်းကွာဘာလဲဟိုရောင်ရင်ငှက်ဥစားပြီးတော့ချိန်စားတင့်မယ်လို့မင်းထင်နေတာ ျုပ်ဘာမှပြန်မပြောဘဲနဲ့ခေါင်းခိုက်ဆိုင်ကြပြီးတော့ထိုင်နေမိမင်းကွာခင်းလူငယ်ဖြစ်ပြီးတော့မဟုတ်တာတွေအတော်ကြုံနေကောအေးမစားနဲ့မစားနဲ့မင်းမစားရင်ငါပဲစားမယ်ဟိမင်းမစားတော့ငါတော့ဝဝနေနဲ့စားရသည်ကိုဖိုးစော်ကလွယ်အိတ်သေးကစားထုတ်လေးလေးကိုဖြည့်ပြီးတော့အာရပါရတိုးစားတယ်တောတက်တဲ့လူတွေကစားထုတ်သေးနေကြပြကျုပ်ပြေသူပလုတ်ပလောင်းစားနေတာကြည့်ပြီးတော့စိတ်ထဲကြောက်တယ်လို့လို့ညွန့်တယ်လို့လို့ဖြစ်လာခဲ့ငလင် ငါရောင်းရင်ငှက်ဦးနှိုက်စားတာကိုအမေကမပြောနဲ့တော့ကွာမပြောပါဘူးကပိုးစော်ရအေးပြောရင်လေမင်းနဲ့ငါနဲ့တွေ့ဦးစားပြီးတော့ကျုပ်တို့ငှက်ထောင်ကိုဆက်ထွက်လာခဲ့ကြတယ်ဗျကျုပ်ပြေးဘိုက်စားလို့အဖွားထည့်ပေးလိုက်တယ်မိုးတခုဖောက်စားလိုက်ရအဲ့ဒီနေ့ကငှက်တွေလေတော်တော်ဖမ်းမိကျုပ်ကဖះအကြောင်းကဏ္ဍနေတဲ့လူမျိုးလို့လားတော့မသိဒီနေ့ပိုက်ထောင်ပြီးတော့ဖမ်းခဲ့ရတဲ့ငှက်လေးတွေကိုစားလို့မဝင်ဘူးမျိုးမကြဘူးဖြစ်နေတယ်ဗျ ။မနေ့ကပဇွန်ဟင်းနဲ့စားလို့ဝင်တယ်လို့ဒီနေ့ငှက်ဟင်းနဲ့ကြမှာထမင်းတပကံတော်မနေ့ကောင်ကိုစားရ။ဟာ။ဟေ့အောင်လေထဲ့စားလိ။ဝင့ဆိုတာနင်တို့ဘက်မှာစားရခဲ့တယ်မဟုတ်လား။ညင်းမကောင်းတာနဲ့တကောင်တော့ပဲစားဖြစ်။အဲ့ဒီညကြတော့ပြဿနာတက်ပါလိ။ကိုဖို့စော်တရားတဟင်းဟင်းနဲ့ညီးပြီးတော့အဖျားရီတက်နေတယ်ဗျ။အဖွားကထားပြီးတော့ဈေးတွေပါတွေတိုက်တာနဲ့ကျုပ်လည်းလက်လို့သွားရ။ကိုဘိုးစော်ကအဆောင်တစ်ထဲခြုံပြီးတော့တကူလုံးတုံရင်နေတယ်ဗျ။ငါးကြီးသကောင်ဆိုတော့အိမ်မှာရှိတဲ့ဆေးတွေတိုက်ထားရတာပေါ့ ဒါပေမဲ့မတက်တာဂယုံခြောက်ခြားတွေအော်ပြီးတော့ဖျားနေတော့ဒေါ်လာကလည်းအံ့ဩနေကိုဖို့စော်ကတခါမှဒီလိုဖျားမကြည့်ဘူးဘူးတဲ့အကျုပ်ကတော့ရောင်ရင်ငှောက်ဝိရဲ့ဥကိုစားလိုက်မိလို့များချိန်စာတင့်နေတာလားပေါ့လူကြီးတွေကိုထုတ်လည်းမပြောရဘူးဗျကျုပ်ထုတ်ပြောလိုက်တာကိုကိုဖိုးစော်ကြည့်သွားရင်ကျုပ်ကလုံနေအောင်မေအဲ့ဒါနဲ့ပဲစောင့်ကြည့်နေလိုက်ရကိုဖိုးစော်ကတ냐လုံးမတက်တာဘူးဗျမနဲ့မိုးလင်းကန်ဒီမှာငြိမ်ကြသွားတော့မနဲ့9နိုင်လောက်ရောက်ရောအမေတို့က ။တစ်စကန်ကဆေးမှုဆိုလားအဲ့ဒါကိုပြည့်ပြည့်။ခိုးလူကလာဆန်းပြီးတော့ဆေးနှလုံးထိုးပေးသွားတယ်။ငှက်ပြတော့မဟုတ်ဘူးတဲ့။ကောင်းသွားမှာပါလို့ပြောတာပဲ။ကိုဖိုးစောကသတိမရဘူးပြု။မျက်ဖြူကြည့်လန်းပြီးတော့တဟင်းမဲအော်နေ။သမင်းတွေပါတွေလည်းကြွေးမရ။စံပြုတ်လည်းတိုက်မရ။လူကတောင်းတောင်းကြီးဖြစ်နေတာဗျ။တနေ့လုံးတော့အဲ့ဒီလိုအိတ်လက်ကြီးလိုက်ဖြစ်နေ။ညနေရောက်တော့မှဝုန်းတိုင်းတွေကျဲကုန်ပါလေရောအနာကရှိတဲ့အိန္ဒိယန်တွေကိုကုတ်ဖက်တက်လို့တက်အိမ်ပေါ်ကနေပြန်ဆင်းလို့ဆင်းပေါ်ဗျာလူတွေကသူ့ကိုဝိုင်းဖန်ထားရ တရက်တွင်းမှာပဲမျက်တွင်းတွေချောင်ကျသွားပြီးတော့လူကတော်တော်ကိုကျသွားတာပြန်အသားကလည်းဖြူပဲဖြူရော်နေဖြစ်နေညနေကျတော့ဆေးမှုကိုတခါထပ်ပြာရဆေးမှုကတော့ငှပြားမဟုတ်ဘူးပြုံးနေတာရိုးရိုးတန်းတန်းဖျားတယ်ဆိုပဲအဲ့ဒီညပဲတစ်စကန်းကနေအဖေတို့ဘာကြီးကိုပြန်လာကိုဖိုးစော်ကတော်တော်ကိုဆိုးဆိုးပြန်အိမ်ရကနေလူလဲထပြီးတော့အိမ်ပေါ်ကနေစင်းပြေမေကြီးလုံနေတာသူ့ကိုဖမ်းထားတဲ့လူတွေကိုလည်းလက်သီးတွေနဲ့ထိုးခြေထောက်တွေနဲ့ကန်လို့ကန်နေနောက်ဆုံးတော့အားလုံးအစင်ပြေသွားအောင်လို့ဆိုပြီးတော့တကူလုံးကိုအကျိုးနဲ့တုတ်ထားလိုက်ရ ။ဒေါ်လာကတော့သူ့သားဖြစ်ကိုကြည့်ပြီးတော့ငိုလို့ပေါ့ဗျာ။ဒီတော့မှကြုတ်လေ။ကျောင်းရင်နှောက်ဦးကျောင်းလူကြီးတွေကိုဖွင့်ပြောမှဖြစ်တော့မယ်လို့တွေးလိုက်မိ။ဟိုဟိုလေဟိုအဲ့ဒီနေ့ကကိုဖိုးစော်ကကျောင်းရင်နှောက်ဦးတွေကိုတက်နိုင်ခဲ့တယ်ကြီးရော။မင်းတို့စားရစားခဲ့သေးလားငလင်း။ဟိုကျွန်တော်ကတော့မစားရလို့မစားဘူး။ဟိုကိုဖိုးစော်ကဘာမှမဖြစ်ပါဘူးကွာဆိုပြီးတော့ဟိုငှောက်နှလုံးစလုံးကိုတယောက်ထဲစားပစ်လိုက်တယ်။ကြည်စမ်းဟို ီကောင်လေးတွေကတော့ငါတန်တန်တားနေတဲ့ဂျာတွေကလှုပ်ဖြစ်အောင်လှုပ်တာပဲခိုးပေါက်ရည်ဒီတိုင်းဆိုရင်တော့ရောင်ရင်ငှက်ဖန်းစားတာဖြစ်နိုင်နေကျုပ်တို့တခုခုလုံးမှာဖြစ်မယ်အေးကွာတုံယုံအဖျားဆိုရင်တော့စေးမှုစီကစေတလုံးထိုးနိုင်တတ်တာအခုဟာမနေ့ညဆိုရင်စေးလေးလုံးရှိပြီကွာဟိုဒါဆိုရင်တော့မင်းပြောသလိုရောင်ရင်ငှက်ဖန်းစားလိုက်တာပဲဖြစ်ဟိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲတော့ ဟိုအဘမိုးကတွေးကြုံရှိတယ်ကွာတောတဲ့နဖန်းစားတဲ့ဘာညာဆွင့်လေသူပဲပြောဆိုပြီးလှုပ်ပေးတာပဲအဲသူ့ကိုသွားပွင့်ကြတာပေါ့ကွာနောက်တန်းစကန်ကအဘမိုးဆိုတဲ့လူကြီးကိုသွားပွင့်နေပြဒီလူကြီးကပိန်ပိန်ပါပါပဲတစ်ကွက်ထဲမှာအသက်ကြီးဆုံးဆိုလာပြီအဘမိုးကကိုဖိုးစော်ကိုမျက်ခွန်းနေပါတွေလှမ်းပြီးတော့စမ်းသပ်ကြည့်သေးဖြစ်နိုင်နေကွာဒါငှက်တင်တာပဲဟုတ်ငှက်တင်နေဆိုတာဘာလဲဗျငှက်တွေကလူတွေရဲ့ဝိညာဉ်နဲ့ချိတ်ဆက်နိုင်တယ်လို့အယူဆရှိတယ် ရဒီငတ်တွေကစုံနေကဝေတွေလိုလူတွေကိုဖမ်းဆားနိုင်တဲ့ကွာ။ဟိုရောင်ရင်ငတ်ဆိုတာကဒဏ္ဍာရီတမိုင်းတွေရှိ။ငတ်ကဝေလို့လေလူတွေခေါ်ကြ။ရောင်ရင်ငတ်ကိုဖမ်းမယ်။ငှက်ဦးနှိုက်မယ်ဆိုရင်အဲ့ဒီလူဟာငှက်ပုတ်မခံရအောင်လုပ်ရ။ငှက်တောင်နဲ့ပုတ်ခံပြီးရင်ငှက်ကဖမ်းဆားတတ်တယ်ဆိုပဲကွာ။ချုပ်တို့သားလေးကိုကဲပေါင်းအပါမှုရဲ့။အေးအခုချိန်မှာတော့ဘာမှမတက်နိုင်ဘူး။မနဲ့မိုးလင်းတာနဲ့ကတော့ဝဲတဝဲပြင်ပြီးတော့ရောင်ရင်ငတ်ကိုသွားတောင်းပန်ကြတာပေါ့ကွာ။ မနေ့ရောက်တော့ထိုင်ဆောင်နေကြရတယ်ဗျညကအချိန်ကုန်ခဲ့လွန်းလို့စိတ်ထဲထင်နေမိမနေ့လင်းနာနေအပင်နဲ့ဘာကြီးတို့ကလှုပ်ရှုပ်နေကြနောက်တော့တောင်းလေးတောင်းကိုငပြောနှက်ပြီးအုံစီတလုံးထည့်တပြေးတွေပေါက်ပေါက်တွေပါထမင်းနဲ့ထညက်ခဲတွေကိုစလောင်းဖုံးမှာထည့်ပြီးတော့ယူလာကျုပ်လည်းမကြုံဘူးတော့လိုက်ချီတာပေါ့ဗျအဘာမိုးကကတော့ဘွဲကိုဒေါ်လာကိုရွက်ခိုင်းတာဗျတူကြတော့ထမင်းထည့်ထားတဲ့စလောင်းဖုံးလေးကိုကိုင်းလာဟိုနေ့ကထောက်ချက်မင်းကြီးအောက်ကိုရောက်လာခဲ့ကြ အပင်အောင်မြေပြောင်ပြောင်လေးမှာကတော်ဝဲနဲ့ဆလောင်ဖုံးနဲ့ချပြီးတော့အဘာမို့ကရွတ်ဖက်တယ်ဗျတောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုလည်းတောင်းမယ်ရောင်ရင်ငကြီးကိုလည်းတောင်းမယ်ဒီကလေးကိုဖန်ဆားတာတွေလှုပ်ပေးဖို့ပေါ့ဗျအဲဒီလိုတောင်းမှန်နေတော့ထောက်ချက်မင်းကြီးကတေကိုင်းတွေကတပြန့်ပြန့်နေလှုပ်လာတာဗျတခြားသစ်ပင်တွေမလှုပ်ဖဲနဲ့အဲ့ဒီပင်ကြီးပဲလှုပ်နေတာအဲကျုပ်တို့ထူးဆန်းနေဆိုပြီးတော့ကြည့်နေတော့မှာပဲကတော်ဝဲနဲ့ထမင်းဆလောင်ကဘယ်သူမှမတိုက်ဖဲနဲ့သူ့လိုလိုလဲပြီးတော့မှောက်ကြသွားတယ်အဘာမို့တော့တိလိုက်ပြီဗျ ။ကောင်းပဲတစ်ချက်ခါပြလိုက်။ပြောချင်တာကတော့ငှက်ကြီးတွေတောင်ပိုင်နဲ့တွေကခွင့်မလုဘူးပေါ့ဗျာ။ကတော့ပွဲတွေပြင်မကောက်ဖိနေကျုပ်တို့တွေအကုန်လုံးအိမ်ကိုပြန်လာခဲ့။အဲ့ဒီမနေ့မှပဲကိုဘိုးစော်ကအသက်ငင်းတယ်လို့ဖြစ်နေပြီဗျ။ဒေါ်လာကလည်းငိုလို့ပေါ့ဗျာ။အဖွားကိုကြည့်ပြီးတော့အမေမျိုးကိုကယ်ပါအောင်ဆိုပြီးပြောသေးတာဗျ။အဖွားကလည်းစိတ်မကောင်းဖြစ်နေပုံရ။ဒီအချိန်မှာအကျုပ်အကြံတခုရသွားတယ်။အဖွားအဖွားဆောင်ရှိသေးတယ်လေဗျာအဖွားဆောင်ကရွာမှာလူနာတွေကိုဆေးကုပေးနေတာမဟုတ်လား ိုတရေဖန်းစားတာတွေဘလူးဖန်းစားတာတွေတော့ကုပေးနိုင်တာဟိုငှက်ဖန်းစားတာတော့ကတော့ကုပေးနိုင်မှာပေါ့ဗျဒေါ်လာကလည်းသဘောတူတယ်ဗျအဒီလိုနဲ့ပဲကောက်ရိုးတမြင်ဖြစ်ဖြစ်ရောက်ဆွဲမယ်ဟဲ့ဆိုပြီးတော့ကိုဖို့စော်ကိုစင်နဲ့တင်လာခဲ့ကြကားကရောက်တော့ဖားတို့ကိုကားစီးပြီးတော့ခေါ်လာခဲ့ကြကိုဖို့စော်ဆိုရင်နှစ်ရက်အတွင်းကိုအကျိုးပေါ်ရေတင်နေဖြစ်နေတာဗျကားကိုအဖွားစောအိမ်ရှိရောက်အောင်ပို့ခိုင်းရကိုဖို့စော်ကိုလူကြီးတွေကတွဲပြီးတော့အဖွားစောအိမ်ကိုခေါ်တင်လာကြရအဖွားစောကကျုပ်တို့ရုတ်တရက်ရောက်ချလာတာကိုအံ့ဩနေပုံပဲ အဖွာအစောကြီးလုတ်ပေါင်ဟဲ့ငါမိတယောက်ငှက်ဖန်းစားတာခင်ရလို့ဟဲ့အဖွာစောကကိုဖိုးစောကိုစမ်းကြည့်တယ်ဗျပြီးတော့ခေါင်းမဲခါပြတောင်းမဲမာတဲ့ကရင်မရေငါသူ့ကိုကုလို့မရဘူးအဖွာတို့လည်းအကုန်လုံးခြေကုန်းလက်ပန်းကျသွားတာပေါ့ဗျာအဖွာစောကတွေးစေးလို့လို့အမုံလေးတွေကိုဖမ်းမလင်းနဲ့ထုတ်ပြီးတော့တရင်စာဆက်ကူနေထုတ်ပြီးသူ့ကိုအိမ်ခေါ်သွားပြီးတော့ဒီဆေးမုံလေးရေဖြော်တိုက်လိုက်ပါအ ਨੇ ဆုံးတော့သူငိမ့်ငိမ့်ချမ်းချမ်းဖြစ်သွားတာပေါ့ ကိုဘိုးစော်ကိုကျုပ်တို့အိမ်ကိုခေါ်လာခဲ့တယ်ဗျ။အဖွားရဲ့ငယ်ဆုံးသမီးဒေါ်သေးကလည်းအံ့ွေဩပြီးတော့စိတ်မကောင်းဖြစ်နေ။ဒေါ်လာတို့ကတော့လက်တော်မလျှော့ကျင်သေးဘူး။ဒေါ်သေးယောက်ျားဦးနေထွန်းကကာသမားဆိုတော့ရွာထဲမှာကာသမားအတီကျွမ်းနေရှိ။အဲဒီကာသမားတွေကိုအချိုးချောင်းပြောပြီးတော့ပကိုးစေးရုံတီပို့ဖို့ဆုံးဖြတ်လိုက်ကြ။မရရင်တော့ရန်ကုန်တီစင်ကုမေပေါ့ဗျာ။ဒေါ်သေးကားသွားငားနေတော့မှပဲကိုဘိုးစော်က ရင်မကြီးမောက်တက်လာပြီးတော့ရောင်ရင်ငှက်ကြီးဩတယ်လို့အတန်ဩကြီးနေဩပါလေရော။ ကိုဖိုးစော်ရဲ့ရေပန်းကြီးတွေပေါ်လုံးကြီးထည့်ထားသလိုမှတ်ရအောင်ဖောင်းကျွလာတာဗျအဘွားတို့ဝိုင်းပြီးတော့ပြုစုနေတုံးမှာပဲကိုဖိုးစော်ကမျက်လုံးကြီးပြုပြီးတော့အသက်ထွက်သွားပါလေရောကျုပ်ပြေမကြည့်နဲ့ဘူးဗျအဘွားစောဆိုတာတိတ်ပညာထက်တဲ့လူပဲဘလူတွေကိုတော့နိုင်တာဒီငှက်လောက်ကိုမနိုင်မှုတယ်လားဗျကျုပ်ပြေအဘွားစောအိမ်ကိုအပြေးတစ်ပိုင်းနေထွက်လာခဲလိုက်အဘွားစောအိမ်ဘွားကိုပြေးတက်လိုက်ပြီးတော့အဖွားစောမကောင်းဘူးဗျအဖွားစောဘာဖြစ်လို့ကိုဘိုးစောကိုမပေးရတာလဲဗျအခုကိုဘိုးစောတည်သွားပြီဗျ အဖွားစောကခဲအေးပါပြီအဲ့ဒါအဖွားစောကုမပေးလို့အဖွားစောကုမပေးလို့သူတရတာဗျအဖွားစောကသူ့ကိုကုပေးလို့ရတယ်ငလင်းရဲ့ဒါပေမဲ့မကုပေးနိုင်ဘူးအဖွားစောကတဘာဝတရားကြီးရဲ့တန်ခတ်မှုကိုလွန်ဆန်လို့မရဘူးအဖွားမှအစင်းမြင့်နဲ့ပညာတွေတက်ပေးမယ်ဒီပညာတွေနဲ့တဘာဝတရားရဲ့တန်ခတ်မှုကိုကုသပေးလိုက်မယ်ဆိုရင် မတရားမှုတစ်ခုကိုကျူးလွန်လိုက်တယ်လို့ဖြစ်သွားလိမ့်မယ်အဖွားစောပြောတာကိုအကျုံနားမလဲတော့ ရောင်ရင်ငှက်ဥကျင်းစာကိုအဖွားစောကဖျက်နိုင်ခဲ့တယ်ဆိုရင် နောင်လူတွေကလည်းရောင်ရင်ငှက်ဥတွေကိုဖန်စီတက်ဖြက်စားတောက်ပြီးတော့ကျင်းစာတင်းတဲ့ခါမှာအဖွားစောကိုပဲလာပြီးတော့ဖျက်ခိုင်းကြတော့မှာပို့ခွေလူတွေဟာကိုလုံးရက်ရဲ့အကျိုးဆက်ကို ကိုပြန်ခံစားရတာကြီးပဲငလင်းအခုမင်းအကိုတေးရတာလေသူ့လုံးရက်ရဲ့အကျိုးကိုသူပြန်ခံစားရတယ်လို့မှတ်လိုက်ပါကွယ်အဖွားစောပြောပြီးတော့ကျုပ်လေအဖွားစောရင်ွယ်နဲ့ပြေးဝင်ပြီးတော့ငိုချလိုက်မိတာပဲဗျ အဖွားစောကကျိုးရက်ကောင်းလေးကိုပုတ်ပေးနေကြတယ်။နောက်ဆုံးတော့ကိုဘိုးစောတရောတေသွားရှာတာပေါ့။အဖွားစောဘာလို့အခုမပေးတာလဲဆိုတာကိုကျုံငယ်ငယ်ကနားမလည်ခဲ့ဘူးဗျ။အခုကြီးလာတော့မှအဖွားစောဘာဖြစ်လို့အခုမပေးလဲဆိုတာကိုနားလည်တယ်လို့ရှိလာ။တကယ်တော့အဖွားစောပြောတာမှန်ခဲ့ပါတယ်ဗျ။ရောင်ရင်ငှက်ချိန်စားကိုဖြေလို့ရတယ်ဆိုရင်လူတိုင်းကရောင်ရင်ငှက်ကိုလိုက်သက်စားတော့မှာပေါ့ဗျ။ဒေါ်လာကတော့သူ့ကိုယ်သူအဖြစ်နဲ့မစုံဘူးပေါ့။သူဒီလိုတက်ွက်ထဲမှာနေလို့ ူသားဖိုးစော်လေးတရားရှာတယ်။အဲ့ဒါနဲ့သူသားငယ်ပိုင်းပိုင်းကိုအဖွားစီပို့ထားလိုက်။သူတို့ကတော့အသေးလုံငန်းနဲ့အတံမွေးတဲ့လူတွေဆိုတော့တိကွက်နဲ့ကင်းလို့ရတဲ့လူတွေမှမဟုတ်တာဗျ။ကျုပ်တွက်ကတော့ကောင်းသွားတာပေါ့ဗျ။ဘာလို့လဲဆိုတော့အိမ်မှာဆော့ဘော်တရားတူးလာတာကိုပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီခင်ဗျာ။နားဆင်အားပေးကြတဲ့ပရိသတ်တွေအားလုံးပဲစေချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ။